လက္ခဏာနဲ့ပတ်သက်ပြီးဒီနေ့မှာတော့လေ့လာမိတဲ့အချက်တွေကိုပြောပြခြင်းပါလေပထမဦးဆုံးပြောချင်တာကဆောလမွန်လက်စွပ်ပါတဲ့သူလက္ခဏာမှာလက်စွပ်နှစ်မျိုးရှိတယ်ဗျဆောလမွန်လက်စွပ်နဲ့စနေလက်စွပ်တဲ့ဆောလမွန်လက်စွပ်ဆိုတာလက်ညှိုးအောက်ကျတော့ပလေးဂျိုပေါ်မှာ white queen ဖြစ်နေတဲ့လက္ခဏာပါဒါကိုဆောလမွန်လက်စွပ်လို့ခေါ်ပါတယ်ဆောလမွန်လက်စွပ်ပါသူဟာပညာဉာဏ်ကြီးမားတယ်လို့ရေပုံရအဖြစ်အနောက်တိုင်း လက္ခဏာပညာရှင်တွေကဆိုပါတယ်။ကဲဒီနေ့မှာတော့ဆော်လမွန်လက်ဆွတ်ပါရင်ဘယ်လိုမျိုးကောင်းကျိုးတွေရှိလဲ။ဆော်လမွန်လက်ဆွတ်ပါတဲ့သူကဘာတွေကိုရှောင်ရှားရမလဲ။ဒါတွေကိုလေ့လာမိသလောက်ပြောချင်ပါတယ်။ဆော်လမွန်လက်ဆက်ပါသူဟာအများသိထားတယ်လို့တထေးတကြွေတွေယာရုကြီးတဲ့သူတွေပညာရှိကြီးတွေမှာတွေ့ရလေရှိတာမှန်ပေမဲ့ဆော်လမွန်လက်ဆက်ရဲ့ပင်ကိုယ်တဘာဝဟူဟာချမ်းသာကြီးပွားခြင်းလှုပ်ဝက်ဆန်းကျင်ခြင်းများထက်ကို့မှာဘလို့အစွမ်းအစရှိမလဲဘလို့ရည်သွေးရှိမလဲ ဒီလိုရှိတဲ့အရေးသေးဆွမ်းစားတွေကိုပြင်းပြင်းထန်ထန်ကိုမြင့်တင်ပေးပြီးထိတ်ဆုံးကိုပို့ဆောင်ပေးတဲ့သဘောပဲဖြစ်ပါလိမ့်။ဥပမာပြောရရင်ဗျာအရေးချင်းချင်းတူတဲ့လူနှစ်ယောက်ပြန်တူအလုပ်လျှောက်တယ်ဆိုပါစို့။အရေးချင်းချင်းတူရင်လက္ခဏာကတော့ပုံသဏ္ဍာန်ကွဲပါတယ်။ဆော်လမွန်လက်စွပ်ပါတဲ့သူကတော့ဒီလက်စွပ်ရဲ့တွန်းအားကြောင့်ပင်တခြားသူထက်ခေါင်းတလုံးတာပါပါလိမ့်။ဒါအရေးချင်းချင်းတူတာတော့မှအဲ့ဒီလိုမျိုးဖြစ်တဲ့ဆိုတဲ့သဘောပါ။ ။ဒီချက်ကိုနားလည်မှသာဆော်လမွန်လက်စွပ်မှာပါတဲ့လက္ခဏာကိုချင်းချင်းသုံးသပ်နိုင်မှာပါ။ကိုမဆိုးတဲ့အကျင့်တွေမကောင်းတဲ့ရည်ချင်းတွေရှိရင်လည်းဒီရည်ချင်းတွေကိုတော်တော်လေးကိုအားကောင်းစေပြီးတော့အများတကာထက်ကိုပိုဆိုးတဲ့သဘောဖြစ်ပါလေ။ဒါကြောင့်ဘသူကဘလို့ပြောလိုက်လို့ပဲဆိုဆို ကိုမဆော်လမွန်လက်စွပ်ပါတယ်ဆိုရင်ဝမ်းသာမစောပါနဲ့။အချင်းကြံကောင်းမှသာ စိတ်ထားကောင်းမွေးမြူမှသာဘဝရှင်သန်မှသာဆွန်ဝန်လက်စွပ်ရဲ့အကျိုးထူကိုရရှိနိုင်ပါလေ။လှုပ်ဝက်နဲ့နေတဲ့ ကဗျာပညာရှင်များမှာထူးခြားတာကြိုတင်သိမြင်နိုင်စွမ်းရှိတာစိတ်ဆွမ်းရင်ကြီးမားတာတွေဟာဆော်လမွန်လက်ဆွဲရဲ့စစ်မှန်တဲ့အကျိုးတရားဆိုပေမဲ့အခြေခံအားဖြင့်မှန်ကန်တဲ့စိတ်ထားနဲ့လေ့လာအားထုတ်နေဖို့တော့လိုပါတယ်အလွန်ဆွမ်းတဲ့ရုံညံ့တဲ့စိတ်ထားရှိတဲ့အောက်လန်းဆရာတွေမှာလည်းဆော်လမွန်လက်ဆွဲပါတာကိုထူးခြားတွေ့ရတယ်ဗျဒါကြောင့်သူကစိုးရိမ်လို့ဆိုရင်လည်းကြည့်ရတာစိုးတာကိုပို့ပြီးတော့အားတွန်းမိတဲ့သဘောဗျကောင်းတယ်လို့ဆိုရင်လည်းအကောင်းကိုပို့ပြီးဖြစ်စေတဲ့သဘောဗျ အကောင်းဆုံးထုထုကဲဖြစ်စေတဲ့လက္ခဏာမျိုးစားပါဆော်လမလဆုပါတဲ့လူတွေဟာဒါကြောင့်မိမိဟာစိုးနေပြီဆိုရင်တော့ကောင်းတဲ့ဘက်ကိုပြောင်းအောင်တရားဘာဝနာပွားများပါ စိတ်ကောင်းဝေးပါကြင့်ကြံနေထိုင်ပါဒါဆိုရင်ကောင်းတဲ့ဘက်မှာလည်းအများထက်ကောင်းတလုံးတာမှာပဲဖြစ်ပါလေနောက်ထပ်လက္ခဏာတစ်ခုပြောချင်တယ်ဗျရွှေတွင်းတွင်းပိုင်ဆိုင်ထားသလိုကြွယ်ဝချမ်းသာစေမယ့်လက္ခဏာအမှတ်အသားကြောင်းကိုလည်းပြောချင်တယ်အင်မတန်ကောင်းတဲ့လက္ခဏာအမှတ်အသားလေးပါ သုံးလို့မကုန်လှူလို့မခံကြွယ်ဝချမ်းသာပြီးခန်းသားစွာနေထိုင်ရမယ့်လက္ခဏာပါညံလက်ကြောင်းကံလက်ကြောင်းအောင်မြေးလက်အသက်လမ်းတွေနဲ့ထိဆက်ထားတဲ့လေပုံစံဖြစ်နေတဲ့ရွှေတွင်းလက္ခဏာပါရှိခြင်းလက်သူကြွယ်အောင်တနေ့ကုန်လေဂျုံကောစေဒီလက်သန်းအောင်မပုတ်ကူးဂျုံကောတောင်းလိုက်မြင်းနေအဲ့အရာတွေကလည်းထောက်ကူပေးနေတယ်တကယ်လို့တင့်မှာအခုပြောတဲ့အချက်၃ချက်လုံးအစုံရှိနေရင်တော့လက်ထက်ဘတော်မှငွေပြပြဘူးဗျငွေကြေးကန်ထူကောင်းမယ်စည်းစိမ်ပစ္စည်းဥစ္စာကျွဲဝမယ် campaign ပေးတဲ့လောက်ရမှာပေါ့ဗျာအဆောက်အုံကောင်းနေတဲ့နေထိုင်ရတဲ့အိမ်ချမ်းရင်ကအများပြားပိုင်ဆိုင်ရတဲ့နောက်ပြီးဖျားတကအကြောင်းမဖြစ်အများကြီးလူတဲပေးနိုင်တယ်သာသနာပြုပြီးတော့ကုသထူကိုရစေနိုင်တယ်ဆေးလို့ရဆေးညှို့နိုင်သူကြီးခဲ့ဖြစ်ဖုံးကန့်ကြီးမာပြီးစီးစိမ်ကြွယ်ဝချမ်းသာတာကိုမြေကြီးလက်ခတ်မလွဲရနိုင်တဲ့သူလို့ပြောချင်ပါတယ်ဒီလိုမျိုး အချက်တွေတော့တိတာထင်ရှားစွာပါမှာပဲဖြစ်ပါတယ် နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျကံလမ်းကြောင်းကစနေတီကိုလက္ခဏာရှင်ရဲ့လဝါပြင်မှာတကယ်လို့လက္ခဏာလက်ချောင်းအောက်စနေဂျုံကနေရာမှာလက်ကောက်ဝဲအောက်ထိဆင်းသွားတဲ့လမ်းကြောင်းကြီးကိုကံလမ်းကြောင်းလို့ခေါ်တယ်ဗျဒီကံလမ်းကြောင်းပါတဲ့သူဟာလက္ခဏာရှင်ရဲ့ရှင်းတိတ်ဘွားကပြုခဲ့မှုတဲ့ကုသိုလ်အကုသိုလ်ကံတစ်ခုကိုရှင်ပြီး ကောင်းကြီးဆိုးခြင်းကို ပြထားတဲ့ကံလမ်းကြောင်းဖြစ်ပါတယ်ဒီကံလမ်းကြောင်းပါရင်လက္ခဏာရှင်ရဲ့ဘဝမှာအောင်မြင်ချမ်းသာတာကိုဖော်ပြနိုင်ပါတယ် မိမိဘွားရဲ့မိမောင်းထိုးပြနိုင်တဲ့လမ်းကြောင်းလို့လည်းပြောလို့ရပါတယ်။ဒီလမ်းကြောင်းမပါတဲ့သူဟာဘွားမှာအနာဂတ်ပျောက်သလိုဘာလို့ပဲလွတ်လွတ်တိကျတဲ့ဘွားအမှန်ကန်ချင်မရှိနိုင်ပါဘူး။လမ်းမောင်းထဲမှာရှောက်သွားတာနဲ့ပဲတူပါတယ်။ကံလမ်းကြောင်းပါလာခဲ့ပါကလည်းကံလမ်းကြောင်းတစ်ခုတည်းကြည့်အောင်လက္ခဏာရှိတဲ့ဘွားကိုတိကျသေးချာစွာပြောမရသေးပါဘူး။ကျိုးကိုနေထားလဝါပြီပုံစံတခြားအကျိုးပေးလက်ညောင်းတွေကြည်ပြီးသုံးသမတာတိကျတဲ့ရလက်ဖြေကိုထုတ်လို့ရပါမယ် ကံလန်းကြောင်းနဲ့ပတ်သက်ပြီးဒီချက်၃ချက်ကိုပြောချင်ပါတယ်။ဖြောင်းတန်းနေလားဒီကံလန်းကြောင်းပါလာရင်ဘဝမှာစိတ်ဖိစီးမှုနဲ့အပူတန်းကိုမခံနိုင်ခြင်းအလွတ်လောက်ရမှာမိမိနဲ့ဝေမျှတဲ့လူကိုသာရွေးချယ်တခြင်းမဖြစ်နိုင်ဘူးဆိုတာကိုစန့်ကျင်ပြီးလုပ်ခြင်းစွန်စားရတာကိုနှစ်တည်းအပေါင်းအသင်းကိုခင်တွဲတဲ့အုပ်စုဖွဲ့နေထိုင်တဲ့ဒီကံလန်းကြောင်းအနာဆောင်ရွှေဖြောင်းတန်းရင်ဖြောင်းတန်းတို့အကျိုးပေးကောင်းပြီးဦးစားရကောင်းပါလေကိုယ်ကောက်နေတဲ့ကံလန်းကြောင်း ကလန်းကြောင့်ကဖြောင်းနေမှုမရှိပဲကိုယ်ကောက်တယ်ဘဝမှာလည်းကိုယ်ကောက်ပါလိမ့်မယ်ဘလောက်စ조사조사အရာမထင်ဘူးလူလိန်လူကောက်တွေနဲ့တွေ့ရတဲ့ကိုရှာသမျှပစ္စည်းဥစ္စာကိုမတော့ပဲသူတပါတော့တဲ့ဝန်ထမ်းလုပ်ငန်းတွေနဲ့အကျိုးမပေးဘူးမွေးရမြင်တဲ့ဝေးစုံကိုတွားရောက်လောက်ကင်မှသာဘဝမှာထွန်ပေါအောင်တဲ့အသက်ရွယ်ကြီးရင်လည်းယောဂီယဟန်ဘဝနဲ့အဆုံးသတ်ရတယ်အလုံးကိုတစ်ခါတည်းနဲ့မအောင်မြင်တဲ့ဘူးပြနှစ်ခါသုံးခါပြန်လောက်မှအောင်မြင်တဲ့ကျိုးပြနေတဲ့ကံလန်း တကယ်လို့မိတ်ဆွေရဲ့ကလန်ချောင်းကကျိုးပြက်နေတာအဲ့လည်းကြောင့်ပိုင်တော့လုပ်ငန်းအလုပ်မတည်ငြိမ်တက်ပါမကြခဏအလုပ်ပြောင်းရတတ်တယ်ချိန်ငင်းငင်းမနေတက်ပါဘူးရေရှားပြောင်းလဲသွားလာနေရတတ်တယ်မကြခဏဘဝမှာစိန်ခေါ်မှုတွေကျုံရတတ်တယ်လူလက်ပိုင်းမှာစပြီးတည်ငြိမ်မှုရှိလာတတ်ပါတယ်ခေတ်တော်လုပ်ငန်းတွေကျိုးပြီးတဲ့အောင်မြင်မှုတွေရရှိခဲ့ရင်ပြန်မကြတတ်ဘူးသူတို့ဘာလို့ဘယ်တော့မှမိခိုးလို့မရဘူးကိုရုကိုချုပ်ပြီးမှသာအောင်မြင်မှုရနိုင်တယ်။ဩဇာရအများအဖြစ်ကောင်းမွန်တတ်ပါလေ။ လက္ခဏာဆိုတာဟာနည်းနည်းတဲ့ပညာရပ်ပါဒီကံလမ်းကြောင်းတစ်ခုတည်းကြည့်အောင်နဲ့ခုနပြောတဲ့ချက်တွေကရေပုံရအဖြစ်သုံးသပ်လို့ရပြီမယ်တခြားချက်တွေနဲ့ပေါင်းဆက်ပြီးသုံးသပ်နိုင်မှသာတိတိကျကျအဖြစ်ထွက်နိုင်မှာပဲဖြစ်ပါတယ်နောက်တဲ့လက္ခဏာလမ်းတစ်ခုပြောခြင်းနဲ့ဗျမိတ်ဆွေရဲ့ဥစားရာကောင်းနိုင်မလားကြည့်ကြည့်ရအောင်ဗျမိတ်ဆွေရဲ့ဘဝမှာလက်စကျွဲအောက်မှာလက်ကောက်ဝက်ဘက်ကိုဒေါင်းလိုက်မြင်းလေးတစ်ခုပါလာရင်လက္ခဏာရှင်ဟာတက်ကြီးပိုင်းမှာပူပီးကင်းပြီးတော့ အလူတန်းတွေပြုလုပ်ကြတယ်သသမီမြင့်မြင့်တွေအကျိုးခံစားရပြီးစီးစိမ်ဥစ္စာချမ်းသာစွာနဲ့အိုးပိုင်အိမ်ပိုင်တွေနေထိုင်သွားတဲ့အကံမှာဒီအောင်မြင်လက်ကြောင်းအပြတ်တောက်ရှိပဲကောင်းရင်ကောင်းတယ်လို့အကျိုးပေးတတ်ပါလေအောင်မြင်လက်ကြောင်းမှာချစ်ချစ်ကပ်ပါခြင်းအပြတ်တောက်များစွာပါရှိခြင်းရှိပါကလက်မပါတဲ့တခြားသင်္ကေတအမှတ်သားတွေကြည့်ပြီးဥစ္စာရာကောင်းလားညံ့လားပြန်လည်သုံးသပ်ရပါလေသူတို့ပြအောင်မြင်လမ်းကြောင်းရဲ့ထိနှစ်ဖက်တော့မှအကျိုးမှတ်တာပါရင်လက္ခဏာရှင်အောင်ဥစ္စာရာထူးသတိပြုရပါမယ် ဥစားတာမကောင်းနိုင်ဘူးငယ်စဉ်ချင်းစီးပွားဥစ္စာဘယ်တော့ပဲချမ်းသာပါစေသာသမီမိမိတွေနဲ့ပြည့်စုံနေပါစေအသက်ကြီးရင်အိုးမဲအိမ်မဲဘဝနဲ့အဆုံးသက်ရတတ်ပါလေကုန်းကောက်စရာမရှိအောင်ဆင်းရဲတဲ့ဘဝနဲ့အဆုံးသက်ရပါလေမိမိရဲ့ရှာဖွေရတဲ့ဥစ္စာပစ္စည်းတွေဟာအကြောင်းမျိုးနဲ့လက်လဲလိုက်လို့ဆုံးရှုံးရတတ်ပါလေအောင်မြင်လဲကြောင့်မှကျွမ်းပါတဲ့သူတွေကငယ်စဉ်ချင်းကစားပြီးကုသိုလ်ကောင်းမှုတွေလုပ်ပေးပါခွေးစာကျွေးပါပေးကန့်စွန့်ကြဲပါအလူတန်းတွေမကြာခဏလုပ်ပေးခြင်းမှသာအញ្ញံပြောင်းနိုင်ပါလေ ဥစားရာကောင်းကြီးမကောင်းကြီးဆိုတာဟာတချို့ဥစားစီးပွားတွေငယ်စဉ်ခါမနာတဲ့ရှောင်ခွေတပ်ပြင်းမြင့်တွေလည်းအများကြီးရှိနေမှာဥစားရာမကောင်းရင်အဲ့ဒီဥစားပစ္စည်းတွေလည်းအကုန်ပြန်ကုန်ပြီးတော့တပ်ပြင်းမြင့်တွေရဲ့အထောက်ပံ့မရပဲတကိုကြီးတကာရဘွားနဲ့ဘွားနေကုန်ချိုးရပါလေဥစားရာကောင်းတဲ့သူကလည်းအင်တော်မရှိတပ်ပြင်းမြင့်မြင့်မရှိငယ်စဉ်ချင်းဆင်းရဲပြီးတူးတဲဖြစ်နေပါစေတက်ကြီးပိုက်မှာစီးစဉ်ဥစားပြည့်စုံစွာချမ်းသာပါလိမ့်မယ်ဘသူမိကုန်မပါပဲချမ်းသာစွာနေထိုင်ရတတ်ပါလေနောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျာ ခုပြောချင်တာကကိုပိုင်လုပ်ငန်းနဲ့ကြီးပွားအောင်မြင် စီးပွားဖြစ်စေနိုင်တဲ့လက္ခဏာပါခုပုံမှာပါသလိုလက်သကျွယ်အောက်တင်းငွေကြိုကမှာအောင်မြင်လက်ကြောင်းနှစ်ချောင်းပါပြီးတော့ဝိုင်းပုံသဏ္ဍာန်ဖြစ်နေခြင်းလက်ကလက်အောက်စနေကြိုကမှာနှလုံးလမ်းမထောင်တက်နေတဲ့အောင်မြင်မျိုးတို့ပါရှိရင်တော့အလွန်ကောင်းမွန်တဲ့လမ်းကြောင်းအမှတ်သားလေးပါနမေကုံတင်းထင်ရှားမယ်မိတ်ဆွေပေါင်းတင်ချစ်သူခင်သူပေါ်မယ်ကိုပိုင်စီးပွားရေးလုပ်ငန်းနဲ့အကျိုးပေးမယ်မိတ်ဆွေတွေရဲ့အကူအညီကောင်းရမယ်အတိတ်ပါရမီကုသိုလ်ကံတို့အကျိုးပေးမယ် ငွေကြေးမြောက်များရရှိတတ်ပါတယ်။ဥစ္စာတော်ကောင်းမွန်တဲ့အကျိုးများလည်းဖြစ်စေတတ်ပါတယ်။လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြတာပါ။နားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ။